အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဦးဆောင်မဲ့အစိုးရတဲ့လက်ထက်မှာတော့မန်တိုင်း၃ရက်ကိုအဓိကထားဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီသတင်းကိုအောင်ကိုကိုလက်ကပေးပို့ထားပါတယ်ရှင်အသစ်ကူးပြောင်းတော့မယ်အစိုးရအသစ်အနေနဲ့ဥပဒေပြုရေးတရားစီရင်ရေးအုပ်ချုပ်ရေးစတဲ့စိန်ခေါ်မှုတွေကိုအဓိကထားဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်တဦးကအခုလိုပြောဆိုပါတယ်အဒီနေရာမှာတော့အန်ဂယ်ရိုးကပြောလဲဆိုလို့ရှိရင်ဒီဒီမိုကရေစီမှာဆိုလို့ရှိလို့ရှိရင်တော့ဒီကဏ္ဍကြီးတွန်းရကဟိုတစ်ခုနဲ့တစ်ခုပေါ့လေ check and balance ပေါ့တန်းတဲ့မြေ check and balance လို့ပြောမယ်လို့ ဒါအင်္ဂယ်လူရှိထားပါတယ်အဲ့တော့အင်္ဂယ်လူကဒါကိုလေအများကြီးတတိထားမှာပါတတိထားပြီးတော့ check and balance ဖြစ်အောင်ပေါ့အပြန်လာထိန်းချောင်းနိုင်အောင်လေကြိုးစားတော့မှာပါဒါလည်းစိန်ခေါ်ချက်တစ်ခုပါပဲပြီးခဲ့တဲ့ပထမအကြိမ်လွှတ်တော်တွေကနည်းပြဋ္ဌာန်းခဲ့တဲ့ဥပဒေနည်းဥပဒေတွေမှာအာဏာချက်တွေရှိနေပြီးဒီဥပဒေနည်းဥပဒေတွေကိုပြည်သူတွေသိအောင်ချပြအတိပေးမှသာလေအသက်ဝင်အကောင့်ထဲပေါ်နိုင်လိမ့်မယ်လို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးကအခုလိုပြောဆိုပါတယ်ဒီကျွန်တော်တို့ပြီးခဲ့တဲ့ဒီမဆလာမြန်မာဆွေဆွေလမ်းစဉ်ပါတဲ့ခက်ကကျွန်တော်တို့ လေ့လာခဲ့ဘူးတဲ့စာအုပ်တွေရှိပါတယ်အဲ့တော့ပြည်သူတို့အစီအကံသာရှိတယ်ပြည်သူတို့ဗနာရေးငွေရေးချေအစီအကံသာရှိတယ်ဟောဒါတွေကဒီလက်ရှိမှာလည်းဒါတွေလုံးလုံးဝလိမ့်မယ်လို့ထင်တယ်2010အထွေထွေရွေးကောက်ပွဲကနေပထမအကြိမ်ကျင်းပပြီးတော့ခဲ့တဲ့လွှတ်တော်ကြီးမှာတော့ပြည်ထောင်စုကြန့်ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်တွေအများဆုံးဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီးအခု2015ရွေးကောက်ပွဲကနေဒုတိယအကြိမ်ကျင်းပပြုလုပ်မဲ့လွှတ်တော်တွေမှာတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကအများဆုံးအနိုင်ရရှိထားတာပါ။ ဒီလိုဒီမိုကရေစီစနစ်ပေါ်ပေါက်လာတဲ့အတွက်အသက်နဲ့ရင်းလှုပ်ရှားခဲ့ကြတဲ့သူတွေနဲ့ပြည်သူတွေလိုချင်တဲ့လိုအပ်ချက်တွေကိုလှုပ်ဆောင်ပေးသွားမှာဖြစ်တဲ့အကြောင်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်တအူးကတော့အခုလိုပြောဆိုပါတယ်ဒီဒီမိုကရေစီနဲ့အလို့ခွေရေးလှုပ်ရှားမှုအတွက်ဟိုအသက်တွေဘဝတွေရုန်းကန်ပြီးတော့ပေးဆက်ခဲ့ကြတဲ့အသူတွေကိုကျွန်တော်တို့ပြန်အမှတ်တရရှိနေတယ်ဒါပေမဲ့အခုကကျတော့ပြည်သူလူထုကဟိုတာဝန်ပေးပြီးတော့တရားဝင်ရွေးချယ်တင်မြှောက်လိုက်တဲ့အခါကျတော့ပို့ပြီးတော့တာဝန်ဟိုထမ်းဆောင်ရအောင်မယ်ဆိုတဲ့စိတ်မျိုးဖြစ်မိတယ်ပေါ့နော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့2015ရွေးကောက်ပွဲကြီးကနေ496နှစ်ရအနိုင်ရရှိထားတာဖြစ်ပြီးဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ပြည်သူ့လွတ်တော်ကိုတော့ဖေဖော်ဝါရီလ1ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီးအမျိုးသားလွတ်တော်ကိုတော့ဖေဖော်ဝါရီလ3ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။ဒီဒုတိယအကြိမ်မြောက်လွတ်တော်မှာတော့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌအဖြစ်ဦးဝင်းမြင့်နဲ့အမျိုးသားလွတ်တော်ဥက္ကဋ္ဌအဖြစ်ကတော့ဦးမန်းဝင်းခိုင်တန်းတို့ကဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကျွန်တော်အန်ကိုကိုလက်နေပြီးတော့အနေနဲ့တင်ပြပို့ထားတာပါ။